အိမ်တော်ကိုကလေးနှစ်ဦးထပ်ပုံမယူရဘူးဆိုတဲ့ကန့်သတ်ချက်ကိုဗီယက်နမ်အစိုးရကပယ်ဖျက်လိုက်ပြီးဖြစ်ပါတယ်။ကွန်မြူနီအစိုးရအုပ်ချုပ်နေတဲ့အရှေ့တောင်အာရှဒေသတွင်နိုင်ငံဟာမွေးဖွားနှုန်းတိတိတသာကျဆင်းတဲ့ပြဿနာနဲ့ရုန်းကန်နေရတဲ့နောက်အခုလိုမူဝါဒအပြောင်းလဲဖြစ်လာခဲ့တာပါ။ဂျော်လာ၄ရက်နေမှာတော့အစိုးရပိုင်းမီဒီယာကဇနီးမောင်နှံတွေအနေနဲ့ကလေးပဲနေရောက်ယူမလဲ။ကလေးယူဖို့အချိန်ဘလောက်ချားပြီးသတ်မှတ်မလဲဆိုတာတွေကိုကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိလာမှဖြစ်တယ်လို့ကြေညာသွားပါတယ်။ဒါဟာဆယ်စုနှစ်တွေနဲ့ချီကြာမြင့်ခဲ့တဲ့မူဝါဒကနေ နောက်ကြောင်းပြန်ထည့်သွားခြင်းလည်းဖြစ်ပါတယ်။တအင်းအောင်ကိုကလေးနှုတ်ထပ်ပုံမြူရဘူးဆိုတဲ့မူဝါဒကို1960ပြည့်နှစ်တုန်းကကွန်မြူနဲ့မြောက်ဗီယက်နမ်မှာစတင်ကျင့်သုံးခဲ့ပါတယ်။နောက်တော့ဗီယက်နမ်တနိုင်ငံနဲ့အဖြစ်ပေါင်းစည်းသွားတဲ့အချိန်မှာ1980နဲ့1999ပြည့်လွန်နှစ်တွေအတွင်းတောင်ပိုင်းမှာပါအကောင့်ထဲပေါ်လာခဲ့တာပါ။နောက်ပိုင်းမှာတော့တအင်းအောင်ကိုကလေးနှုတ်မူဝါဒဟာမလိုက်နိုင်ရင်တင်းတင်းကြပ်ကြပ်အရင်းယူတဲ့အချိန်နဲ့မျိုးမဟုတ်တော့ဘဲဖြေလျှော့မှုတွေရှိလာခဲ့ပေမဲ့ အာနာယကွန်မြူနီပါတီဝင်တွေကဖောက်ပြတ်တာဆိုရင်တော့အရေးယူမှုတွေကြောင်ရနိုင်ပါတယ်။ဗီယက်နမ်ဟာ2003ခုနှစ်မှာအဲ့ဒီမူဝါဒကိုပယ်ဖျက်မလို့သဘောထားမျိုးပြသခဲ့ရကနေ2008ခုနှစ်မှာပြန်လည်ကျင့်သုံးလာခဲ့ပါတယ်။အခုတော့ဗီယက်နမ်မှာမွေးဖွားနှုန်းကျဆင်းလာနေတာကြောင့်လည်းအာနာပိုင်တွေဟာမိသားစုဝင်အရေးအတွက်မြင့်တင်နိုင်မဲ့နီးလန်းတွေကိုရှောက်ဖွေနေကြပါတယ်။2024ခုနှစ်တုန်းကဗီယက်နမ်မှာအမျိုးသမီးတူရဲ့ပြန်မြောက်ကလင်းမွေးနှုန်းဟာတိတိကျကျမှ6%ရောက်တာရှိခဲ့ပြီးနိုင်ငံရဲ့ဆုံးရှုံးမှုတွေကို အလျင်မြောက်ဖြစ်တင်းနိုင်ဖို့ရုန်းကန်နေရတဲ့အခြေအနေဖြစ်လာပါတယ်။မိသားစုစီမံကိန်းဆိုင်ရာကြမ်းကြင်သူတွေကတော့လက်ရှိအခြေအနေတိုင်းဆက်သွားရင်ပြည်တွင်းမှာတက်ကြီးရွယ်ဝအချိုးစားပုံများလာတာဝန်ထမ်းရင်အားပြတ်လက်တာလူမှုဖူလုံရေးလုပ်ငန်းတွေအတွက်ဖိအားတွေတိုးလာတာတွေကြုံတွေ့နိုင်ပြီးရေရှည်မှာနိုင်ငံစီးပွားရေးတိုးတက်မှုကိုထိခိုက်စေနိုင်တယ်လို့ထောက်ပြထားပါတယ်။ဗီယက်နမ်မှာတော့မြို့ပြ area တွေမှာမွေးဖွားနှုန်းကတတိတသာပုံမှုကျဆင်းနေပြီးနေထိုင်မှုစရိတ်အရန်ကြီးတဲ့ဟိုချီမင်းစီးတီလိုမြို့မှာဆိုရင် ငယ်ရွယ်တဲ့စုံရွယ်တွေဟာကလေးမယူကျင်ကြတော့ပါဘူး။2023ခုနှစ်မှာမျိုးရဲမွေးဖွားနှုန်းဟာအမျိုးသမီးတဦးကိုကလေးတစ်တရမ3နှစ်ဦးထိရော့ကျသွားကြောင်းသိရပါတယ်။ဗီယက်နမ်လိုပဲအာရှနိုင်ငံချို့ဟာလည်းမိသားစုတွေမှာကလေးမွေးဖွားနှုန်းရော့နေသွားတဲ့ပြဿနာနဲ့ရုန်းကန်နေကြရပါတယ်။အရှေ့တောင်အာရှဒေသတွင်းမှာဆိုရင်ထိုင်း၊စင်ကာပူနဲ့မလေးရှားတို့လည်းတူညီတဲ့အခြေအနေတွေကြုံတွေ့နေရပါတယ်။ဂျပန်မှာဆိုရင်2024ခုနှစ်မှာပထမဆုံးအကြိမ်ဖြစ်တဲ့နှစ်တာကလေးမွေးဖွားနှုန်းဟာ ခုနှစ်သိန်းအောက်ကိုကျဆင်းသွားတယ်လို့အစိုးရကထုတ်ပြန်တဲ့အချက်အလက်အရသိရပါတယ်။တရုတ်ဟာတအိမ်တော်ကလေးတယောက်မူဝါဒကို2016ခုနှစ်မှာအဆုံးသတ်ခဲ့ပြီး2021ခုနှစ်မှာတော့မိသားစုတစ်ခုကိုကလေး၃ဦးထိရုခွင့်ပြုခဲ့ပေမဲ့လည်းနောက်ဆုံး၃နှစ်ဆက်တိုက်နိုင်ငံလူရဲ့ရုပ်ရော့ကျဆင်းမှုအခြေအနေနဲ့ရင်ဆိုင်နေရပါတယ်ရှင်။